ဖျောက်ခင်ရဲ့ကြည့်လို့ချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့သူတော်ဆင်ခြင်ဖို့အတွက်သူတော်ဤစိတ်နှလုံးကိုတသက်သာစီသူဆိုရဲကောင်းစဉ်လေးနဲ့မင်္ဂလာကျင်ပါတယ်လို့ဒါကကျွန်တော်တို့ဖိလင်မောရစာဒါခန်းကြီးတစ်ခန်းပဲရှိပါတယ်ဒါတမန်တော်ရှင်ပေါ်လူကပထမအချိန်ဒါ ဖန်ဆီးခံရတာရောမထောင်မှာဖန်ဆီးခံရတဲ့အခါမှာထောင်ထဲကနေပြီးတော့မှ personally ရေးရပုဂ္ဂိုလ်ရေးရနဲ့သက်ဆိုင်တဲ့စာဖြစ်တယ်ပေါ့နော်အဲဒီစာလေးဖြစ်တယ်ပေါ့ဆိုတော့ဒါလေးကိုကျွန်တော်တို့ကဆင်ញင်ကြဖို့ဖြစ်ပါတယ်အငယ်တင့်မှာယေရှုခရစ်နဲ့ဆက်ဆိုင်သောအပြင်အကျဉ်းခံရသောငါပေါလုနဲ့ငါညီတိမောသေသည်ငါတို့ချစ်တော်လွတ်ပေါ်ဆောင်ပေဖိလိမော ဆိုတော့ယေရှုခရစ်နဲ့ဆက်ဆိုင်သောအပြင်အချင်းခံရတော့ငါပေါ်လုံးနဲ့ငါနေတိမောတိအဲ့ချိန်မှာဂျန်တဲ့သူတွေလည်းရှိပါတယ်ဓမ္မတော့သူကအစပိုင်းမှာတော့တမန်တော်ကြီးရှင်ပေါ်လို့သူနဲ့သူရဲ့တာတပည့်တိမောတိရှိတယ်ပေါ့နော်ဒါလေးသူကပြောပြတာယေရှုခရစ်ကြောင့်ခံရတဲ့အပြစ်ဒဏ်ပေါ့နော်ကျွန်တော်တက်တာတွေမှာဒါမျိုးက သိမရှိပါဘူး။ကျွန်တော်တို့အသက်တာမှာတော်တော်တသက်ဟရာရှိပါတယ်။ခရစ်တော်ကြောင့်ခံရတဲ့အာဆင်းရဲဒုက္ခဆိုလို့ရှိရင်မင်္ဂလာရှိတယ်ပေါ့နော်။ဒါကတော့ခုနပြောလို့အေဝလီပြောလို့ခရစ်တော်ကြောင့်တက်တည်ခံလို့ဒါတမန်တော်ရှင်ပေါ်လို့ကဒါအချင်းခံရတာအချုပ်ခံရထောင်ထဲမှာနေရတာကျွန်တော်တက်တာထဲမှာလဲဒါလေးကိုပြန်စဉ်းစားတဲ့အခါမှာ ယေရှုခရစ်တော်နဲ့ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်အတွက်ကျွန်တော်ယက်တီအသက်ရှင်နေတဲ့အတွက်ကြောင့်ဖြစ်လာမယ့်ဒုက္ခဆင်းရဲဆိုလို့ရှိရင်တော့တမင်္ဂလာရှိပါတယ်။အဲဒါမျိုးကျွန်တော်တို့ဘက်ကတော့ဒီလိုပြန်လှည့်ပြီးတော့မှဒါကိုပြန်ယူရမှာပေါ့။သဘောကဟိုသူများဒီမတရားပြုတယ်၊သူများတွေခိုးတယ်၊သူများတွေလိမ့်နေဆိုကျွန်တော်တို့မတရားပြုကြအကြောင်းမရှိဘူး။ကျွန်တော်ခိုးကြအကြောင်းမရှိဘူး။ကျွန်တော်လိမ့်ကြအကြောင်းမရှိဘူး။ ရဲ့တာသမီယုံကြည်သူခရိယန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခရစ်တော်ရဲ့အလိုတိုင်းတမတမကြကြနေမယ်။ဆိုလောကနဲ့လောလောကထဲမှာရှိနေတဲ့သူတွေကလောကရဲ့နိယာမအတိုင်းကိုယ့်အတွက်ကိုယ့်ရဲ့လောဘကိုယ့်ရဲ့အကျိုးအတွက်ကြည်ပြီးတော့မှအသက်ရှင်ကြတဲ့အခါမှာကျွန်တော်တို့ကတော့နှုတ်ကပတ်တော်နဲ့အညီပဲကျွန်တော်ရက်တီအသက်ရှင်ဖို့လိုတယ်ဆိုတဲ့အရာလေးပေါ့နော်။ဒါမျိုးလေးကိုကျွန်တော်တို့တက်တာထဲမှာဆင်ခြင်လို့ရပါ ညဆက်ပြီးတော့မှဖတ်သွားတဲ့အခါမှာငါတို့ချစ်တော်လုတ်ပေါ်ဆောင်ပဲ့ခြင်းဖြစ်လီမောငါတို့ချစ်တော်နှမအပိငါတို့စစ်သူရဲ့ခြင်းအာခိတ်ပူမှစပြီးသင်အိမ်နဲ့ရှိတော်အသင်းတော်ကိုကြားလိုက်ပါ၏ဆိုဖြစ်လီမောဆိုကိုလိုတေမြို့မှာရှိတယ်ဆိုအဲ့ဒီကိုလိုတဲ့မြို့မှာရှိတဲ့ခုနဖိလီမုံရဲ့အိမ်မှာကအသင်းတော်ရှိတယ်။ဆိုအသင်းတော်ကိုလည်း သူကဒါရေးလိုက်တယ်ဒါပေမဲ့အဓိကတော့သူဖိလီမောင်ရေးတာအဒီကြောင့်လည်းကျွန်တော်သိပြီးသားပဲဆိုသူကျွန်းအော်နေတဲ့နဲ့ဒီထောင်ထဲမှာတွေ့ပြီးတော့အော်နေတဲ့ပြောင်းလဲသွားတဲ့အခါမှာအော်နေတဲ့ကိုပြန်လက်ခံဖို့အတွက်ပေါ့ဒါကတော့အချုပ်ပဲပေါ့အော်နေတဲ့ကိုပြန်လက်ခံဖို့အတွက်ဒီစာရေးတာဖြစ်တယ်ဆိုတော့ဒီမှာအခုနပြောနေတဲ့အခါမှာ၃ယောက်ထပ်တွေ့ရတာပေါ့ဖိလီမောင်ကတော့ခုနတမန်တော်ရှင်ပေါ်လူအားဖြင့်ပြောင်းလဲခဲ့တဲ့တပည့်တော်ဖြစ်မယ်လို့ ကျွန်တော်ယူဆရတယ်။နောက်ဒုတိယတစ်ခုမှာကြတော့ငါတို့ချစ်တော်အပိလို့ပြောတယ်။အဲ့ဒါကြတော့ဖိလီမုန်ရဲ့ဒါအမျိုးသမီးဖြစ်မယ်။ဖိလီမုန်အမျိုးသမီးဖြစ်နိုင်တယ်ဆိုတော့တွေ့ရတယ်။နောက်နောက်တစ်ယောက်ကကြတော့အာအာခိပုဆိုတာကြတော့ဒါဖိလီမုန်ရဲ့သား။သူအမှုတော်ဆောင်စစ်သူရဲ့ချင်းဆိုတော့သူအမှုတော်ဆောင်နေမှာဖြစ်တယ်။အော် တမန်တော်ကြီးရှင်ပေါ်လူတို့ ਨੇ လုတ်ဖော်ဆောင်ပေးခြင်းပဲဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဗောနော်ဆိုတော့သူတို့ဒါတော့တမန်တော်ကြီးရှင်ပေါ်လူရဲ့ထုံးစံတိုင်းရည်တဲ့အခါမှာပါတယ်အရာဩဝါဒစာရည်တဲ့အခါမှာပါတယ်ဒါကြတော့ဩဝါဒစာလည်းဖြစ်တယ်လို့နောက်တော့ပုပ်ကူရည်ရနဲ့သက်ဆိုင်တဲ့စာမျိုးလည်းဖြစ်နေတယ်ဆိုတော့တွေ့ရပါတယ်နောက်ဒါလေးကိုသူတီချာလေးနှုတ်ဆက်တယ်အဲဒီ၃ယောက်ပေါ့ပြီးတော့မှအသင်းတော်ကိုသူနှုတ်ဆက်တယ် ပြီးတော့သူဆက်ရေးတာငါတို့သခင်ယေရှုခရစ်နဲ့ငါတို့အဘဒီဟူသောဘုရားသခင်ထံတော်ကကြီးစုတော်နဲ့ညီသက်ခြင်းသည်သင်တို့၌ရှိပါစေသောဒါတမန်တော်ဟိရှင်ပေါ်လို့မှအရင်သိတာလေဒါသူစာရေးတိုင်းမှာအမြဲတမ်းနှုတ်ခွန်းဆက်တဲ့ခရစ်တော်အပြင်သူအမြဲတမ်းကောင်းကြီးပြီးတယ်ဆိုတာသူညီကောင်မတွေကိုဒါလေးကိုတွေးရတယ်ငယ်လေးမှာသင်သည်ယေရှုခရစ်ကိုယုံကြည်၍တန့်ရှင်းသူအပေါင်းတို့ကိုချစ်သည်ဟုငါသည် ြားလင်တဲ့ဒီမှာချက်ပါတယ်နော်ဆိုတော့သခင်ယေရှုယုံနေတန့်ရှင်းသူလို့ပြောတဲ့ခါမှာယုံကြည်သူကျွန်တော်တို့အပြစ်တွေယေရှုခရစ်တော်အပြင်လောကတိုင်းမှာဖြည့်ရှင်းပြီးွားတဲ့သူတွေကဒါတန့်ရှင်းသူဖြစ်တယ်ဖြောင့်မတ်သူဖြစ်တယ်အဲဒီလိုလိုမျိုးပြောတာဖြစ်တယ်ဆိုတော့တန့်ရှင်းသူဒီကိုသူအမြင်နဲ့မလုပ်ပြီးလဲဆိုလို့ရှိရင်ဟိုကျေးဇူးပြုတယ်ဆိုတဲ့သဘောတင်းဒီယေရှုခရစ်ကိုယုံပြီးတန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟုငါသည်ကြားလင်ငါဤဖျားသခင်ဂျေဇုတော်ကိုအစဉ်ချီးမွမ်း၍တင့်ဖို့လို့ငါဆုတောင်းပနာပြုလျက်နေ၏ကျော်ဒီအခုနပြောတဲ့သူသားဖြစ်မယ်အာခိပုကတမန်တော်ကြီးရှင်ပေါ်လူတို့စီကိုရောက်လာတဲ့အခါမှာဖိလိမုန်ရဲ့အကြောင်းပြန်ပြောပြပြန်ပြောပြတဲ့အခါမှာသူအရန်ဝမ်းတာဂျင်းနဲ့တာပေါ့နော်ဂျင်းနဲ့တာပေါ့ ဘာလို့လဲဆိုတော့ယုံကြည်သူတွေကိုဘာလို့တဲ့သူလဲဆိုလို့ရှိရင်ချစ်တဲ့သူဖြစ်တယ်ဆိုတဲ့အခါမှာအဲ့ဒီတင်းကိုကြားတဲ့အချိန်ကတဲ့ဟိုကစပြီးတော့မှဒါဖိလိမုန်အတွက်ကိုသူဆူတောင်းပေးပါတယ်သူတမန်တော်ကြီးရှင်ဘောလူကဒါကျန်တဲ့ယုံကြည်သူတွေအတွက်ကိုလည်းဆူတောင်းနေနဲ့ဆူတောင်းပေးတယ်ဒါကျွန်တော်အသက်တာထဲမှာလည်းဒါပြုရမယ့်အရာပေါ့သူကျွန်တော်လက်လန်းမမှီတဲ့သူတွေရှိတယ်တချို့ဘုရောဆောင်တွေရှိနေတယ်အခုဆိုလို့ရှိရင်လည်းငှက်လျင်ဒီတာမှာ အာရှိနေတဲ့သူတွေအတွက်ကိုမယုံကြည်သူတွေအတွက်တော့လကောင်းအမှုတော်ဆောင်နေတဲ့သူတွေအတွက်ကိုတလောင်းပြမအင်္ဂလျင်တန်ခံနေရတဲ့အာသူတွေကိုကုညီမဆနေတဲ့ဆရာသမားတွေပြမအဲ့နေခံနေရှိတယ်သူတို့အတွက်ကိုကျွန်တော်တို့ဆုတောင်းပေးခြင်းအပြင်သူတို့အားဖြင့်အဲ့ဒီမှာဖြစ်နေတဲ့ဒုက္ခခက်ခဲပြဿနာတွေကိုလည်းခင်ဖြေရှင်းပေးလို့ရမယ်ဒါကကျွန်တော်ဥပမာတစ်ခုပြောပြအများကြီးရှိတယ်ကျွန်တော်ကျွန်တော်လှုပ်ဆောင်မှာကဏ္ဍတွေ အများကြီးရှိနေတယ်။ကျွန်တော်တို့ရှင်ပေါ်လို့ကဒါဆုတောင်းပေးနေတယ်ဆိုတဲ့အရာကျွန်တော်တို့အထင်းမှာဒါတည်ယူရမယ့်အရာ ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ရနောက်တစ်ချက်ကကြတော့တင်းဒီယုံကြည်ခြင်းကိုဆက်ဆံသောအရှင်ကြီး၍သူတပါးတို့သည်ယေရှုခရစ်အဖို့လို့ငါငါတို့နာကောင်းသောအရာ ရှိသည်များတို့ကိုဝန်ခံမိကြောင်းဆုတောင်းပတနာပြု၏ဒီမှာတော့ တမန်တော်ကြီးရှင်ပေါလုကတော်တော်လေးပပနဲ့ရည်ထားတာတွေ့ရတယ်ဗျ။ဘာလဲဆိုတော့နမပထမတစ်ချက်ကကြတော့ယုံကြည်ခြင်းကိုဆက်ဆံသောအရှင်ကြီး၏ဒီစကလုံးကဆရာယူရတန်လည်းဘာသာပြန်ထားတာအရင်ကောင်းတယ်။တပေါင်းတင်တာကိုပြောနေတာ။နော်ဆက်ဆံနေဆိုတော့ပေါင်းတင်တာပေါင်းတင်ဆက်ဆံယူပြောတာ။ဆိုအရှင်ကြီးတယ်ဆိုတာ။တဘောကပေါင်းတင်တဲ့အခါမှာတကယ်ပဲပြင်းပြင်းထန်ထန်နဲ့ပေါင်းတင်တာ ဘာကိုပေါင်းသိရမှာလဲဆိုယုံကြည်ခြင်းကိုပေါင်းသိတာဆိုတော့ဒါလေးကိုသူတေချာပြောပြရတယ်ဆိုတော့ဒါဒါတစ်ချက်ကကျွန်တော်ခွန်အားရတယ်ကျွန်တော်ကယုံကြည်ခြင်းကိုပေါင်းသိဆက်ဆံတဲ့ကမှာအချိန်နဲ့ပေါင်းရအောင်အဲအဲ့ဒါလေးကိုတွေ့ရတယ်ဆိုတော့ဒါကိုကျွန်တော်ဘာလို့သွားဆင်ခြင်မိလဲဆိုတော့တကင်ရှုလူစားတီခံတဲ့အချိန်မှာဒါခနဲ့အမျိုးသမီးကျွန်တော်အလုံးသိတယ်သူသမီးလေးကနှဆူဆွဲပြီးတော့မှနှိပ်စက်ခြင်းခံနေရတဲ့ကမှာတကင်ရှုတီရောက်လာပြီးတော့ သူပြောတယ်လေဟိုကျမရဲ့သမီးလေးကိုကူညီပါကဲလွတ်ပြီးပါဒီပြဿနာနေတော့ဟိုတခင်ရှုပြန်ပြောတဲ့စကားဒါစမ်းလာလည်းဖြစ်နိုင်ပါတယ်တော်တော်ရင်းရင်တည်တည်ပြောတာဒီဥစ္စာဟိုဒါလေးကကျွန်တော်ဒါရှမတေခရုံခန်းကြီး15မှာတွေ့ရတယ်အငယ်နဲ့ဆက်နေမှာဗောနော်ဒါလေးကိုဖတ်ပြခြင်းလေခါနဲ့အမျိုးသမီးဖြစ်တော့မိန်းမတစ်ယောက်တည်းသူနေစမှာထွက်လာပြီး တဝိတတော်ရှင်ကျမကိုတနာတော်မူပါကျမဤသမီးဒီနတ်ဆိုးနစ်ဆက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်လေတော်ဟစ်ကြော်တော်လေစကားတစ်ခုမှပြန်တော်မူတပည့်တော်တို့သည်ချင်းကဲ့၍ထိုမိမ့်မှပြန်သွားရသောခွင့်ကိုပြီးတော်မူပါငါတို့နောက်သို့လိုက်၍ဟစ်ကြော်လေနေပါသည်ဟုတောင်းလျှောက်ကြ၏တပည့်တော်တွေကတော့ဟိုသခင်ယေရှုဘာမှမပြောတော်ဘူးဆိုတော့အဲ့ဒါသခင်ယေရှုမလုပ်ချင်တော့ဘူးလို့ တွက်လိုက်တယ်တင်တယ်တော့လို့ရှင်ဒီမျိုးမျိုးဘာလုံးလဲကဲတော်တော်ဘုရားခင်လူမရှိဘူးမင်းမလုပ်ပြီးခြင်းဘူးလို့စီတာတော့မဲ့အချိန်မျိုးမှာသတိရှိခွန်းထပြော24မှာကိုရောကလည်းဤဒီလာအမျိုးအဝင်ပြောက်လွင့်သောတူးများမှာတပါအခြားသောအမျိုးရှိရသောငါ့ကိုမစီမလို့ဟုမိန်တော်မူ၏ထူးမင်းမကချင့်ခဲ့၍ပြက်ဖို့လျက်ကျမကိုကင်မတော်မူပါသခင်ဟုပြန်လျှောက်အဲ့မှာဒီအမျိုးသမီးရဲ့ ယုံနဲ့စိတ်ဆိုကျွန်တော်ဆိုလို့ရှိရင်အဲ့လိုငင်းခံလိုက်ရတယ်ဆိုလို့ရှိရင်စိတ်ထဲမှာမာနရှိတယ်ပြတော့အဲ့ဒါကလည်းတစ်ခါလေကြတော့အခုနပြောလို့ယုံကြည်ခြင်းကိုဆက်ဆံတဲ့အာကြီးရဲ့အရာကအဲ့ဒါပြဿနာဖြစ်နိုင်တယ်။ဒါဖျားသခင်ရဲ့အလိုတော်ကယုံကြည်ခြင်းမှာစိတ်အားကြီးပြီးတော့မှအရှိန်တကူနဲ့အဲ့ဒီယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့အတွက်သူကပြောကြတယ်။ဒီမိမကကြတော့တကယ့် ဟိုလုံးဝဇွဲရှိတယ်အားမလျှော်ဘာပြောတော့ထပ်ပြောတယ်ကျွန်မသမီးလေးကိုကယ်ပြီးပါဆိုပြီးတော့မှပြောတော့ပြောတော့ပခင်ရှုထပ်ပြောတဲ့စကားကိုတော်ကတားဤအစာကိုယူပြီးခွေးအားမပီးမချအောင်ပြန်လျှောက်တော်မူ၏ဒီစကားကြီးကနော်ဟိုတော်တော်ကြီးခုသုံးခါမြောက်ဖြစ်သွားပြီဆိုတော့သူလှည့်ပြီးတော့ပြန်သွားမယ်ကျွန်တော်ဆိုပြောပါတယ်ကျွန်တော်မာနာ တာဘာဘာလို့တော်ဘူးကွာအဲအဲ့လိုပုံစံမျိုးဖြစ်သွားနေတယ်မဟုတ်ဒီမြင်းကြီးရဲ့တော့ဘာပြောလဲဆိုတော့မိမကလည်းမှန်မာဤတခင်ခွေးမြည်ဒီကမိမိတခင်ဤစပွဲမှာကြတော့ဇနုစပောက်ကိုစာမြေထုံးစံရှိပါ၏ဟုရှောက်ပြန်လင်းအရန်နှိမ်ချတာတခင်ယေရှုပေါ်မှာယုံနဲ့ယုံကြည်ခြင်းကအရန်စိတ်အားကြီးပြီးမှပြင်းထန်တဲ့ဒီဇိုင်းမမလိုက်တယ်တောင်းတယ် နော်ဒါကျွန်တော်ကဏ္ဍအတိုင်းမှာဒီလိုယုံကြည်ခြင်းမျိုးနဲ့ဘုရားစီကိုချီးကပ်ရမယ်ဘုရားကိုယုံနဲ့ယုံကြည်ခြင်းဒီလောက်ထိစိတ်အားကြီးဖို့လိုတယ်ဆိုတော့ပြရတယ်ဆိုတော့ဘာဖြစ်သွားလဲဆိုတော့အိုမိမသင်သည်ယုံကြည်အားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်နိုင်ဖြစ်စေဟုမိန့်တော်မူ၏ထိုချင်းမှာဆက်၍ထိုမိမ၏တမီးသည်ကျမ်းမာပဲကတိရှိလေ သင်ဤယုံကြည်အားကြီးလာပြီသင်သည်ယုံကြည်အားကြီးလာပြီဟိုဖယားကိုယ်တိုင်ဒါမှတ်ချက်ပေးလိုက်တဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။နောက်ဒါတကယ်လေးကျွန်တော်တက်တာတွေမှာဟိုဒါမျိုးယုံကြည်ခြင်းနဲ့အသက်ရှင်မှုလို့လေဆိုတာဆိုတော့တမန်တော်ရှင်ပေါ်လို့ဖိလိမောဒါမျိုးဖြစ်အောင်လို့ဆုတောင်းပေးတယ်တဲ့သူပြောပြတယ်။ဘာလို့လဲဆိုတော့ तू ကလက်ရှိမှာဖိလိမောကကျန်တဲ့ယုံကြည်သူတွေအတွက်အားကိုးရတဲ့သူ ဖြစ်နေတယ်ဆိုတော့တွေ့ရတော့ထပ်ပြီးတော့မှအဲ့ဒီအတိုင်းဆက်သွားဖို့အတွက်ဖြစ်တယ်ဆိုတော့တွေ့ရတယ်အောက်မှာနောက်တစ်ချက်ကကြတော့အဲသူနည်းနည်းလေးထပ်ပြီးတော့မှဒီဒီဖီလင်းကိုအဝရဆောက်ရေးကလေးပေါ့သူဆားပြီးတော့မှနားချတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်အဲ့ဒါလေးကကြတော့ခုနဒီ6ရဲ့ခပိုင်းလေးမှာတွေ့ရတယ်သူတပါးတို့ဒီယေရှုခရစ်အဖို့လို့မှာငါတို့ဤကောင်းသောအရာရှိသမျှကိုဝန်ခံမိအကြောင်း ရှုတော်ဖရဏပြူဤဟိုဒါကဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်ဒီကောင်းတဲ့အရာတွေအကုန်လုံးကိုယ့်စီမှာရှိရပိုင်ဆိုင်တဲ့အရာတွေအပြင်ယေရှုခရစ်အတွက်ကိုပါဝင်ဖို့အတွက်တဘောကတမန်တော်ရှင်ပေါလုတို့ကလှုပ်ဆောင်တဲ့အရာတွေမှာဂျန်တဲ့ယုံကြည်သူတွေကလည်းဖိလီမုန်ကလည်းသူ့ရဲ့ဒီပါဝင်ပါဝင်ဖို့အတွက်တကယ်တော့ခုနပြောသလိုပေါ့လေဒီ အိုးနေတဲ့ငါသူ့ဇာတ်ကြီးထွက်သွားတယ်ပစ္စည်းခိုးပြီးထွက်သွားတယ်အခုအိုးနေတဲ့လူပြန်လက်ခံဖို့အတွက်သူက intro ခင်းနေတာစပြီးတော့မနာချနေတဲ့ပုံစံလေးကိုဒီမှာသူကထည့်ပြီးတော့မှ shut down ပြီးထားတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြတာတွေ့ရပါတယ်ဒါကလည်းတမန်တော်ရှင်ပေါ်လူရဲ့ဉာဏ်ပညာရှိရှိတဲ့အရာဖြစ်တယ်နောက်တစ်ချက်ကကြတော့ပါနတ်တာပေါ့နော်ပါနတ်စွာနဲ့သူကအမှုရာတွေကိုဂိုင်တွေ့တက်တက် သူဖြစ်တယ်ဆိုတော့ဒီမှာတွေ့ရတယ်။ဒါကျွန်တော်တို့လည်းသင်ယူရမယ့်အရာတွေမှာပါပါတယ်။ငယ်ခုနှစ်မှာကျတော့အချင်းကညီတင်ဒီတန့်ရှင်းသူတို့ဤစင်လုံးကိုတက်တာစီတော့ကြောင့်တင်ဤမြတ်တာကိုထောက်၍ငါတို့သည်အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိကြ၏။ဒီကိစ္စကတော့တော်တော်လေးအမှုတော်ဆောင်ပြီးတာတယ်။နောက်တစ်ခုကကျတော့စစ်မှန်တဲ့ယုံကြည်သူရဲ့ လက္ခဏာလို့ကျွန်တော်ကတော့သုံးသပ်ခြင်းနဲ့ဒီဥစ္စာ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တန့်ရှင်းသူရဲ့စိတ်နှလုံးကိုတက်တာစီတယ်လို့ပြောတာ။ဆိုတော့အဲ့ခါမှာတန့်ရှင်းသူရဲ့စိတ်နှလုံးတက်တာစီတယ်လို့ပြောတဲ့ခါမှာအာဒါအကုန်လုံးပါတယ်ဗျ။အချို့တွေကနှုတ်ကပတ်တော်အပြင်တိဆောက်ပေးဖို့လိုတဲ့သူတွေကိုနှုတ်ကပတ်တော်အပြင်တိဆောက်ပေးလိုက်တဲ့ခါမှာသူတို့စိတ်ထဲမှာတက်တာရရပါတယ်။ဒါတကြောင်ပါမယ်။နောက်တစ်ခုကကြတော့အကူအညီလိုတာ ငွေကြီးလိုအပ်တာဖြစ်နိုင်တယ်။ဆိုငွေကြီးလိုအပ်တဲ့သူကိုလေသူကဒီဖိလင်မော်နည်းနည်းလေးအဲလုပ်ငန်းရှင်တယောက်လေးဖြစ်နိုင်တယ်။ငွေကြီးရှိတဲ့သူလေးဖြစ်နိုင်။ဘာလို့သူကမကြုံနေရှိတယ်ဆိုတော့လက္ခဏာကိုကြည့်ချင်းအဖြစ်ဒါကသူကလုပ်ငန်းရှင်တယောက်လို့လေကျွန်တော်သုံးသပ်လို့ရတာပေါ့။ဆိုတော့သူကဘာလုပ်ပြီးလဲဆိုလို့ရှိရင်ခုနအပြင်းမထွက်သေးဘူး။ယုံကြည်သူအချင်းချင်းကြားထဲမှာသူ့ရဲ့ငွေကြီးကိုပြီးပြီးတော့မှ လိုအပ်တဲ့အရာပေါ့နော်လိုအပ်တဲ့ငွေကြေးကိုပေးပြီးတော့မှကျန်တဲ့သူရဲ့စိတ်ကိုတက်တာစီတဲ့သူဖြစ်တယ်ဆိုတာကိုဒါတက်တည်ခံတာကျန်တဲ့သူတွေပြန်တက်တည်ခံတဲ့အရာကိုအဲ့ဒီတဲ့င်းကိုသူကြားရတာတမန်တော်ရှင်ပေါ်လို့နောက်ကျွန်တော်ဆင်ခြင်ကြည့်အချို့ရငွေမလိုဘူးဗျငွေမလိုဘဲနဲ့သူတို့အတ္တတွေမှာဖြစ်နေတဲ့အရာတွေကိုပြောပြရှင်ဖွင့်ခြင်းလားအဲ့ဒီရှင်ဖွင့်တဲ့အရာကိုနားထောင်ပြီးတာလဲ ူတို့စိတ်သက်သာရရတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။ဆိုတော့အဲနားထောင်ရတဲ့အကြောင်းအရာတစ်ခုကလည်းဒါကအာရှိရှိကြလို့ရှိရင်တော့တိတ်မလို့ချင်းဒါမျိုးရှိတယ်။ဒါပေမဲ့အခုဒီဒီချင်းမှာပြောတယ်သူများရဲ့စိတ်သက်သာရရသွားမယ်ဆိုလို့ရှိရင်တော့ကိုဘကအခုနတိခံပြီးတော့မှဩသူ့ကိုကိုချင်းစာပြီးတော့မှဖရားရဲ့စိတ်တဘောနဲ့ဖရားစီရလာတဲ့ခွန်အားနဲ့သူပြောသမျှနားထောင် ီးတဲ့အရာမျိုးဖြစ်မေဆိုတာတွေ့ရတယ်။ဆိုတော့ဒီခါကျကျွန်တော်တွေ့ကြုံဘူးတော့ဗောနော်။အချို့တွေကငွေကြီးကလုံးဝဟိုပြည့်စုံတယ်။ဆိုတော့ပြည့်စုံတယ်ဒါပေမဲ့သူတို့စီမှာဟိုကျွန်တော်တို့ကသွားပြီးတော့မှသူ့ငွေကြီးထောက်ပံ့စရာမလိုခင်မဲ့ကျွန်တော်ကသူတို့နဲ့အတူတူသွားပြီးတော့မှအတူနေပေးတော့သူလိုချင်တယ်။အဲ့ဒါမျိုးလေတပိုင်းရှိပြန်တယ်။ငွေကြီးရာစံနဲ့စားတော့အကောင်လုံးသူတို့မှပြည့်စုံတယ်။ဒါပေမဲ့ကျွန်တော်သွားပြီးတော့မှသူတို့စကားစမီလေးပြောပြ သူတို့နဲ့အတူအဖို့နေပြီးလိုက်တာသူတို့အတွက်စိတ်ချမ်းသာသူတို့အတွက်ခုနပြောတဲ့စိတ်ကိုတက်တာစရာရစီတဲ့အကြောင်းရင်းဖြစ်နေဆိုတော့တွေ့ရတယ်ဆိုတော့ဒီအချက်တွေအကုန်လုံးစဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာဒီဖိလိမုံကဘယ်ကတပည့်တော်စစ်တယောက်ဖြစ်တယ်ဆိုတော့ဒီချက်တွေအားဖြင့်ကျွန်တော်တွေ့ရတယ်เนาะဒါလေးဟိုဆင်ခြင်မိတာဒါကြောင့်ကျွန်တော်တက်တာထဲမှာလည်းဒီသူတပားရဲ့စိတ်ကိုတက်တာစီတဲ့သူဖြစ်ဖို့အတွက်အရေးကြီးတယ် ဒါကလည်းခုနပြောတဲ့ယုံကြည်ခြင်းအပြင်အသက်ရှင်မှုလို့လေဆိုတော့ခုနသူတပိုင်းရဲ့စိတ်ကိုတက်တာစီဖို့အတွဲဆိုတဲ့အရာကနောက်ထပ်တစ်ချက်ရှိတာပါလဲဆိုလို့ရှိရင်ချစ်ချင်းမြတ်တာဖခင်ရဲ့မြတ်တာကျွန်တော်တို့ထဲမှာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအချင်းချင်းကိုချစ်တယ်အဲ့ဒီဖခင်ရဲ့မြတ်တာ ਨੇ ချစ်တဲ့အရာမှာခုနအရာတွေကကျွန်တော်လိုက်လျောညှိတွေ့လှုပ်ပြီးသွားနိုင်တဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲရပါတယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေလည်း ဖိလမွန်လိုပဲသူတပားရဲ့စိတ်ကိုတက်တာစီတဲ့သူဖြစ်ဖို့လိုအပ်တယ်ပြီးတော့မှဆုတောင်းပေးနေတဲ့သူလည်းဖြစ်ဖို့လိုအပ်တယ်ပြီးတော့မှယုံကြည်ခြင်းအရှိန်တကူကြီးစွာနဲ့ဆက်ဆံပြီးတော့မှလောကထဲမှာဘုရားဘုန်းထင်ရှားစွာအသက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာလေးဆိုတော့ကျွန်တော်ဒီဒီအရာလေးနဲ့စာပြီးတော့မှဒီဖိလမွန်အော်ရာစာကိုလေ့လာပြီးတော့မှဆင်ခြင်ဖို့ဖြစ်ပါတယ်အားလုံးပုံမှန်ဘုရားခင်တာရေးကောင်းချီးပေးပါစေ